ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီကနေ့ဧပြီလ3ရက်နေ့မှာ trusty လာတဲ့အစိုးရသတင်းစာနဲ့ပုဂ္ဂလိကသတင်းစာတွေကကောင်းလို့ရရာတွေကိုရွေးချယ်ထားတဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်လင်းဆောင်နဲ့အတူမနွေနီတို့ကတင်ဆက်ဖတ်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုလင်းဆောင်ရေဒီနေ့ trusty လာတဲ့သတင်းစာတွေ channel တွေကနှစ်ဖုံးလေးမှာထူးထူးခြားခြားပေါ့နော်သတင်းလေးတွေရွေးချယ်ထားပါတယ်ဒါကတော့ဒါပြောင်းလဲချိန်တက်ပြီပေါ့အခုဟုတ်ကဲ့ခင်ဗျာဒီတော်တော်လေးလည်းပြောင်းလဲသွားတာတွေ့ရပါတယ်ဒီအစိုးရပိုင်းသတင်းစာတွေမှာ မျက်နှာဖုံးကအဆစာသားတွေကအဆတော်တော်လေးကိုပြောင်းလဲသွားတာတွေ့ရပါတယ်ရှင်အာဒီထဲမှာပါတယ်ပေါ့နော်သတင်းကောင်းစီလေးကိုဖတ်ပြခြင်းပါတယ်ဒါတော့ဒီမြမလေးသတင်းသားမှာပါတဲ့ကောင်းစီလေးပေါ့အစိုးရတစ်ရပောင်းတရာအတွင်းနိုင်ငံကိုထင်သာမြင်သာအောင်ဘလို့ပြောင်းလဲပေးမလဲဆိုတော့ဒါတော့ညီမတို့ DBB ဒီဘက်ကလုပ်တဲ့ဟာကိုသူတို့သတင်းထုတ်ပေါ်ပြီးတော့ရေးသားရေးသားထားတာပါနောက်တစ်ပုံအနေနဲ့ကတော့ဒီ voice မှာပါတဲ့ဒီသတင်းကောင်းစီလေးပေါ့နော်ရှစ်လေးလုံးရေးတော်ပုံကာလတနိုင်ငံလုံးရှိ လူအသေးပြောက်စင်ရင်ယခုနှစ်တွင်ထုတ်ပြန်မည်ဟုဆိုပြီးတော့ခေါင်းစည်းလေးတင်ထားပါတယ် wise ကတော့နောက်တစ်ခုကတော့ daily 11မှာပါတဲ့ဒီသတင်းလေးတစ်ပုဒ်ကိုရေးချက်ထားပါတယ်ဒါကတော့ရင်ကျောပိတ်ဆို့မှုများနဲ့အန်နီညိုရာသီဥတုကြောင့်ကဘာအေးစီရီလန်းနဲ့ကန်တော်ဒီပလန်တို့တွင်မန်တက်ဆောက်ခွင့်လုံးဝခွင့်မပြုခြင်းဖြစ်ကြောင်းထုတ်ပြန်ဆိုပြီးတော့ခေါင်းစည်းလေးတင်ထားပါတယ်ဒါကတော့မနေ့ကဒီရန်ကုန်တိုင်းဒေသကြီးမှာဝန်ကြီးချုပ်ကိုဖြိုးမင်းသိန်းကလှုပ်ဆောင်ခဲ့တာပါဒီသတင်းစာရှင်းလင်းပွဲမှာလာပြောကြားခဲ့တာပါဟုတ်ကဲ့ ဘူမန္တလေးဖတ်သွားတဲ့ဒီသတင်းစာဘောကပေါ့နော်ဗုဒ္ဓကသတင်းစာဆိုတာသတင်းစာဘောကခေါင်းကြီးတွေရွေးချယ်သွားတာပေါ့နော်ကျွန်တော်တို့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ DVB debate ပေါ့နော်အစိုးရရဲ့ရက်တရအတွင်းမှာဘာတွေလုပ်သွားမလဲဆိုတဲ့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးနိုင်ငံပိုင်သတင်းစာအစိုးရသတင်းစာပေါ်မှာနှစ်ခုလုံးကဖော်ပြထားတာကိုတော့ထူးထူးခြားခြားကိုတွေ့ရတာဖြစ်ပါတယ်ခင်ဗျာโอเคမန္တလေးကျွန်တော်ကတော့ဒီနေ့ထွက်ရှိလာတဲ့ပေါ့နော်ဒီ The Voice သတင်းစာတွေကပေါ့နော်ဒီကြံကိစ္စနဲ့ပတ်သက်တဲ့သတင်းလေးတခုကို editor က အဘော်အနေနဲ့ပေါ့နော်သုံးသပ်ထားတာတွေ့ရပါတယ်ခင်ဗျရှင်လဲလျှောက်စီတဲ့ပြားလဲဆွဲစီ2016ကြံဆိုပြီးတော့ပေါ့နော်ကောင်းစီလေးနဲ့ဖော်ပြထားပါတယ်ရန်ကုန်မှာတဲ့နှစ်တိုင်းပုံမှန်မန်တဲ့ဆောက်ခွင့်ပေးတဲ့နေရာတချို့ကိုကန့်သက်ပြီးတော့စီးပွားရေးဆန်ဆန်တဲ့ရေကစားမန်တဲ့တွေဆိုရင်ဖြတ်သိမ်းခံရနိုင်တယ်ဆိုပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ပြောဆိုချက်နဲ့တရားဝင်ကြေညာချက်ထွက်လာပြီးတဲ့နောက်မှာတဲ့အွန်လိုင်းလူမှုရေးကွန်ရက်ပေါ်မှာအတော်ကိုပဲပွဲဆိုထားတာကိုတွေ့ရပါတယ်တဲ့ ဒါကတော့စီးပွားဖြစ် mandate ကိုပေါ့နော်ဒီပထမတော့ဒီသတင်းတွေထွက်လာတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာတရားဝင်ကြေညာချက်ထွက်လာပြီးတော့နောက်ပိုင်းမှာဒီလူငယ်တွေကြားထဲမှာပေါ့နော်ဒီမီဒီယာပေါ်မှာဒီကျွန်တော်တို့ဒီအစိုးရသတင်းစာတွေပုဂ္ဂလသတင်းစာတွေပေါ်မှာမပါခင်ပါဘူးပဲ online ပေါ်မှာပေါ့နော်တော်တော်ကိုပွဲစုသွားတယ်လို့သူကသုံးသပ်ထားတာပါဒီနေရာမှာတဲ့အရင်ကလိုပဲနင်ဘဲငဆရင်ကျင်းမှုနှိမ့်နှိမ့်ရိုင်းရိုင်းပြပြပေးတဲ့အမှတ်ချက်တချို့ကလွဲလို့ ထောက်ခံသူနဲ့တဲ့ကန့်ကွက်သူနှစ်ဖက်ကြားမှာချက်ကြလက်ကြအပြန်အလှန်ညှင်းခုံစကနယ်လူနေကြတာကတော့စိတ်ဝင်စားစရာတောင်းကောင်းနေပါသေးတယ်တဲ့ပြီးတော့တဲ့ဒီလိုကြိုးကြောင်းကြကြရင်ရင်ကျေးကျေးနဲ့နာခံတော့အောင်အခြေတင်ပြောကြတာမျိုးကိုလည်းအတိမတ်ပြပါတယ်တဲ့ ိတ်လိုက်တဲ့အတွက်ကြောင့်ဘလို့ဖြစ်တယ်ပေါ့နော်ဟိုခွင့်မပြုတဲ့အတွက်ကြောင့်ဘလို့ဖြစ်တယ်ခွင့်ပြုလိုက်မယ်ဆိုရင်ဘလို့ဖြစ်တယ်ဆိုတော့ကသူတို့ကတော့ဒီရမ်းမပျော်ပဲနဲ့ပေါ့နော်လူငယ်တွေရတဲ့လူငယ်တွေအမြင်လူကြီးတွေရတဲ့လူကြီးတွေအမြင်စီဝါရေးသမားလည်းစီဝါရေးသမားအမြင်ဒီတော့ဒီမနက်ထိုင်မဲ့သူကမနက်ထိုင်သူအမြင်ပေါ့နော်အမျိုးမျိုးတွေဒီပေါ်မှာသူတို့ရင်းနေကြတာကိုတွေ့ရတာပါတဲ့တကယ်တော့တဲ့အစိုးရအသက်ကလည်းစေရနာနဲ့ပြောင်းဖို့လှုပ်တာဆိုပေမဲ့တစ်ဖက်ကလည်းတဲ့အနည်း20လောက်အယိုးဆွဲလာခဲ့တဲ့ကြံပုံစံကိုရုတ်ချီးပြောင်းဖို့လှုပ်တဲ့အတွဲတဲ့ကန့်ကွက်ကြတာဗောတဲ့ ညကုံလာကြတဲ့အခါမှာထုံးစံအတိုင်းပဲငါစကားနွားရသဘောမျိုးလေးတွေကိုရှူထောင်းနဲ့ကိုအတိတ်ပဲဖော်ပြီးတစ်ဖက်ကိုမတိမတာထိကိုက်လေးတွေပါလာတာတော့ရှိပါတယ်တဲ့တကယ်တော့ဒီတကြံမန်တဲ့ကိစ္စကအစိုးရတည့်ရဲ့စီမံခန့်ခွဲမှုစွန့်ရည်ကိုအကဲဖြတ်တဲ့သဘောဖြစ်ပြီးတော့လူငယ်တွေအတွက်လဲတဲ့အပြောင်းလဲကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့သင်ခန်းစာကိုပေးတယ်လို့လည်းဆိုရမှာပါတဲ့ ထုံးစံအတိုင်းပါပဲတဲ့ပါတီနဲ့ခေါင်းဆောင်တွေလှုပ်တဲ့မြအမျော်မြင်တဲ့ညံကြီးကြီးနဲ့စေရနာနဲ့လှုပ်တာဆိုပြီးတော့တဲ့ဤမျိုးစုံနဲ့ကြံပန်ချီကျူးထောက်ခံအားပေးတဲ့သူတွေရောအစိုးရအစ်စ်ကိုအမြဲစောင်းတယ်လို့ရည်တယ်လို့ထိတယ်လို့အမြင်မကြည့်မလင်တဲ့ဘဲအချင်းချေချောလဲမလဲဆိုတဲ့အကြည့်နဲ့ကြားချောင်းတယ်လို့ချောင်းပြီးတော့ဆွမ်းကြီးဝင်လောင်းတဲ့သူရောအညှဉ်ခုံထဲမှာပါလာတာတွေလည်းတွေ့ရပါတယ်တဲ့အစိုးရဆိုတာအပြောင်းလဲတစ်ခုလောက်တော့မယ်ဆိုရင်ပြည်သူရဲ့အတန်ကိုအရင်ဆုံးနားဆွင့်ပြီးတော့စနီးနာရပါတယ်တဲ့ ရလာတဲ့သတင်းအချက်အလက်တွေနဲ့တုံ့ပြန်မှုတွေကိုမူတည်ပြီးတော့အစွန်းတစ်ဖက်မရောက်အောင်မစ္စိမာပြိပရာဖြစ်တဲ့ပရမအဆင့်ဒါမမဟုတ်ညီဆန့်ခရမ်းပြိုးမူဝါဒကိုလည်းချပေးရပါတယ်တဲ့အစမ်းမူဝါဒနဲ့အကျဉ်းသားရသွားပြီဆိုမှကိုဖြစ်စေခြင်းနဲ့မူဝါဒကိုပြည်သူမူဝါဒဖြစ်အောင်ပြည်သူဆက်ဆံရေးပြည်သူရေးရစီမံခန့်ခွဲမှုနိနာတွေနဲ့ဒီမိုကရေစီသဘောလဲကန့်သက်တမ်းမြစ်ချက်တွေလည်းပေါအောင်ပညာသားပါပါအကောင့်ထဲပို့ရပါတယ်တဲ့ပထမဆုံးဒီကြံမန်တက်တွေပိတ်မယ်ဆိုရင်ပေါ့နော်ကြံမန်တက်ကိုဘယ်လိုပုံစံမျိုးနဲ့ပိတ်မယ်ဘယ်လိုပုံစံပြည်သူရဲ့ အတန်တွေယူပြီးမှလုပ်တင်နေဆိုပြီးတော့ editor ကဒီပုံမှန်ပေါ့နော်ကျွန်တော်သုံးသက်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျတင်ကျက်တဲ့ဖိနှိပ်မှုတွေအောက်မှာတဲ့တကြံတစ်ခုတည်းကပဲစိတ်ထွက်ပေါက်ပေးเสียဖြစ်နေတဲ့အပြင်မှာတဲ့1988ခုနှစ်နောက်ပိုင်းမှာလူဖြစ်လာတဲ့မျိုးဆက်တစ်တီအနေနဲ့သူတို့ရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်လိုက်တာလို့မြင်လာလဲမဆန်းဘူးလို့ပြောရမှာပါတဲ့အဲ့ဒီတွေတဲ့အစိုးရအသိအနေနဲ့တကြံမန်းတဲ့ကိစ္စကိုတစ်နှစ်ပတ်လုံးအခက်လာတဲ့လူငယ်တွေရဲ့အပျော်ကိုရိုက်ချလိုက်တယ်လို့လည်းမဖြစ်အောင်တရုတ်ပြည်တကြံနဲ့စီးဝါရေးတက်တဲ့တကြံအရက် မွေးရဆေးတကြံလည်းဖြစ်မသွားအောင်ရှင်လဲလျှောက်တာပြားလဲဆွဲတာစီမံခန့်ခွဲမှုမျိုးနဲ့အပြောင်းလဲကိုညင်ညင်သာသာသွားဖို့တို့လိုအပ်တယ်လို့လည်းပြောထားပါဗျာတကြံမန်းတဲ့စီမံခန့်ခွဲမှုကိုလေးလေးမားမားပပနဲ့နဲ့နဲ့ကင်တွယ်တတ်ရင်အဲ့ဒါကိုနမူနာယူပြီးတော့တဲ့အခြေခံသဘာဝချင်းတူတဲ့တခြားပြဿနာအခက်အခဲတွေကိုလည်းအောင်အောင်မြင်မြင်စီမံခန့်ခွဲနိုင်လိမ့်မယ်လို့စေရနာနဲ့အကြံပေးလိုက်ရပါတယ်ဆိုပြီးတော့ The Wise မှာပေါ့နော် Editor အဖော်ကသုံးသက်ဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုကြီးနောက်တစ်ပုတ်အနေနဲ့ဒီ7 day မှာပါတဲ့သတင်းလေးတစ်ပုတ်ကိုရေးချက်ထားပါတယ်ဒါကတော့မနေ့ကဂျကနိုင်းဒေတာကြီးအစိုးရအဖွဲ့ရုံးမှာဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲလုပ်တာပါဒါကတော့ပါသတင်းစာရှင်းလင်းပွဲလဲဆိုတော့ဒီမန်တက်စီးပွားပြင်းမန်တက်တွေဆောက်လုပ်ခွင့်မပြုတာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိနေတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါဒီထက်မှကောင်းစည်းလေးတင်လာတာကစီးပွားပြင်းမန်တက်များခွင့်မပြုဘဲကံပတ်လန်းနှင့်ကဘာအေးဖျားလန်းတွင်မန်တက်ဆောက်လုပ်ခွင့်မပြုခြင်းအကြောင်းရင်းတိုင်းဝန်ကြီးချုပ်ရှင်းလင်းဆိုပြီးတော့ကောင်းစည်းလေးတင်လာပါတယ်ဒါတော့ဒီ မနေ့ကဝန်ကြီးချုပ်သတင်းစာရှင်းလင်းပွဲအရာကတော့ဒီစီကံချက်မန္တန်ဆောက်လုပ်တဲ့နေရာမှာစီကံချက်44ချက် ရှိပါတယ်ဒီ44ချက်ကနောက်ဆုံးအချက်ပေါ့နော်နောက်ဆုံးအချက်ကနောက်ဆုံးဒီအစိုးရအသစ်လက်ထက်မှာမှာနောက်ဆုံးအချက်ကိုပြင်လိုက်တယ်လို့သိရပါတယ်နောက်ဆုံးအချက်ကဒီပထမအရင်ဆုံးကရှိခဲ့တာကဒီပေတရာထက်မန္တန်တွေဆောက်လုပ်ခွင့်မပြုဘူးဆိုပြီးတော့ရှိခဲ့တာပါအခုအစိုးရအသစ်လက်ထက်မှာမှာပြောင်းလဲလိုက်တာကစီးပွားပြစ်မန္တန်တွေဆောက်လုပ်ခွင့်မပြုဘူးဆိုပြီးတော့ ပြန်လည်ပြောင်းလဲလိုက်တာပါဒီမန်းဒီစီကန်းချက်44ချက်ပေါ့နော်ဒီစီကန်းချက်44ချက်နဲ့ညီတဲ့ဟာမှသူတို့ဆောက်လုပ်ခွင့်ပေးမယ်ဆိုပြီးတော့ဒါမနေ့ကတင်းနေတာရှင်းလင်းပွဲမှာပြောကြခဲ့တာပါဒီထဲမှာသူပြောကြတာလေးရှိပါသေးတယ်ရှင်တကြံမန်းတဲ့အတွက်တရက်ကိုဘယ်နှသိန်းဘယ်နှသောင်းဆိုပြီးတတ်မှတ်တဲ့အခြေအနေမျိုးတွေအထိရွှေ့ရလာတယ် လက်မှတ်တွေရောင်းပြီးလှုပ်လာကြတယ်။ဒီအခြေအနေတွေကနောက်ဆုံးဘာဖြစ်ကြလဲဆိုရင်စီးပွားဖြစ်တကြံမန်းတက်ရောင်းတို့လိုဖြစ်လာတာမျိုးတွေရှိတယ်။ဒီပြင်အစိုးရအဖွဲ့အစည်းတွေလည်းကျွန်တော်တို့ဘလောက်လှူပါမယ်။တကြံမန်းတက်ချပေးပါမယ်ဆိုတဲ့အခြေအနေအထိကြုံလာရပါတယ်။ဒါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတဲ့အခြေအနေမျိုးတွေလည်းရှိပါတယ်။ဒီအခြေအနေတွေမှာရည်ကြေးမှုနဲ့အညီဆောင်ရွက်နိုင်ဖို့စီးပွားဖြစ်ဆောက်လုပ်မဲ့မန်းတက်တွေကျွန်တော်တို့မပေးတော့ပါဘူး။ပြီးတော့ဒီကာလမှာအန်နီညိုရိတ်ငွေတွေ ဒီလွှမ်းမိုးတဲ့ကာလလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီလိုစီးပွားပြေးမန်တတ်တွေကိုတနေရာထဲမှာစုပြုံပြီးတော့စောက်လုပ်လိုက်မယ်ဆိုရင်ရင်ကြောကြက်တဲမှုတွေဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီကန်တော်ကြီးပက်လန်းမှာကန်တော်ကြီးပက်လန်းမှာဒီမန်တတ်တွေလုံးမယ်ဆိုရင်လည်းဒီကန်တော်ကြီးပက်လန်းမှာရှိတဲ့ရေတွေကဒီကျမ်းမာရေးနည်းနည်းထိခိုက်စေရလို့မနေ့ကတင်းတင်းသာချင်းလေးမွဲကသိရပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးတော့လည်းတို့ဒီလိုအချက်တွေကြောင့်ပေါ့နော်ဒီလိုမျိုးမန်တတ်တွေကိုစောက်လုပ်ခွင့်မပေးရလို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့နောက်တစ်ခုဒီဒီမှာသူပြောထားတာရှိပါသေးတယ် ခေတ်ဆက်ဆက်မှာတဖြည်းဖြည်းတင်ကောသွားတဲ့တကြံတန်ကျက်ဖြောပြမှုတွေကိုပြန်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ဆွဲသွုံဖြောပြမှုတွေကိုခွင့်ပြုမှာပါ။ခွင့်ပြုတဲ့နေရာမှာလည်းစီစစ်ရေးအဖွဲ့ကိုတင်ပြီးမှခွင့်ပြုတာမျိုးလုပ်တော့မှာမဟုတ်ပါဘူး။ဒီလိုဆောင်ရွက်တဲ့အခါမှာတာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမယ်ဆိုပြီးတော့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောခဲ့တာပါ။ဟုတ်ကဲ့ပါကိုနောက်တစ်ပုတ်အနေနဲ့ကိုကဘာသတင်းများရွေးချယ်ထားလဲမသိဘူးဟုတ်ကဲ့ဒါကတော့နောက်ထပ်ဒီကျွန်တော်ဒီ daily အလေးပေးမှာရွေးချယ်ထားတာဒီနိုင်ငံကိစ္စနဲ့ပတ်သက်တဲ့သတင်းတစ်ပုတ်ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာနိုင်ငံရေးအကျဉ်းသားများအတဲ့အမြန်ဆုံးလွတ်မြောက်နိုင်ရေး တမရော်ကာကွယ်ရေးဦးစီးချုပ်နဲ့ပြည်ထောင်ဝန်ကြီးတို့အနေဖြင့်တဲ့အစိုးရအသင်းနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးရန် ABB ကမေတ္တာရက်ခံထားရဆိုတဲ့သတင်းကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာနိုင်ငံရေးအကျဉ်းသားများတဲ့အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်တမရော်ကာကွယ်ရေးဦးစီးချုပ်နဲ့ပြည်ထောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့အနေဖြင့်တဲ့အစိုးရအသင်းနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးရန်မေတ္တာရက်ခံကြောင်းနိုင်ငံရေးအကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း ABB တွဲဖက်အတွေ့အကြုံဥပဒေကြီးကပြောကြားလိုက်ပါတယ်ဆိုပြီးတော့ဒီ Daily Leben သတင်းစာမှာကိုးကားပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာလက်ရှိမှာတဲ့ ညဉ့်ညဲစွာစူဝဲခွင်းနဲ့ညဉ့်ညဲစွာစီတန်းလှည့်လျခွင်းပုံမှဆက်ဆက်ကိုအသုံးပြု၍ဖမ်းဆီးအကျင့်ကြခံထားရသူများအမှုရင်ဆိုင်နေရသူများအပါအဝင်နဲ့ဖမ်းဆီးထိန်းသိမ်းခံထားတဲ့နိုင်ငံရေးအကျဉ်းသားကတရားရှိပြီးတော့အမှုလက်ရှိမှာရင်ဆိုင်နေရသူက420ထိရှိပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။ဒါတွေကတော့ကျွန်တော်တို့ ဒီနိုင်ငံရေးအသားကိုသူနှစ်ခုခွဲလိုက်တာပေါ့နော်အမှုရင်ဆိုင်နေရတဲ့သူရဲ့ဒါမှမဟုတ်အချင်းကြခံထားရတဲ့သူတွေပေါ့နော်ဟိုတနေ့က60ရှိတယ်လို့ကျွန်တော်တို့သိရတယ်အခုဆိုလို့ရှိရင်ဖန်စီထင်းသိမ်းခံထားတဲ့နိုင်ငံရေးအကျဉ်းသားပေါ့နော်တရားထိရှိပြီးတော့လက်ရှိစီရင်ချက်တော့မချရသေးဘူးအမှုရင်ဆိုင်နေတဲ့သူက420အထိတောင်ရှိတယ်ပြောပါတယ်ဒါတွေကိုသူတို့လွတ်မြောက်ပေးဖို့အတွက်ပေါ့နော်ဟိုလက်ရှိကဝေးပစည်းချုပ်ရဲ့ပြည်ထောင်စုဝန်ကြီးဌာနနဲ့သူတို့နှစ်ခုကနေမှလက်ရှိအစိုးရအသစ်နဲ့ ူပေါင်းပြီးတော့ဗောနော်လွတ်မြောက်ပြီးသူတို့မေတ္တာရက်ခံထားတဲ့စီရင်ချက်တခုဟိုထုတ်ပြန်ချက်တခုဗောနော်တောင်းဆိုချက်တခုဖြစ်ပါတယ်ခင်ဗျအဲ့ဒါဟိုဒီကိုဘကြီးကဗာပြောလဲဆိုတော့ဗောနော်ဒီတောင်းဆိုရကိုဘကြီးကကျွန်တော်ကားတဲ့အကြံပေးတာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ဒီကိစ္စကိုတဲ့ဆွမ်းဆန်းတမန်စ조사တယ် ထိတ်တန့်ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာမျိုးကိုထွက်ပြီးတော့တခုခုပြောဆိုနိုင်ရင်တော့ပိုကောင်းတယ်ပေါ့လေဆိုပြီးတော့ဥညာဝင်းနဲ့တွဲဆုံစင်မှာပေါ့နော်အကြံပြုခဲ့တယ်လို့လည်းဥပ္ပဒီကပြောပါတယ်ခင်ဗျအဲ့တော့အနေဒီကဥဆောင်တယ်တဲ့အစိုးရသည်နိုင်ငံတော်သမရသည်ဥထင်ကျော်လက်ထက်မှာတဲ့နိုင်ငံရေးအကျဉ်းသားများအားထွေထွေလူငယ်ချမ်းသာခွင့်ဖော်ဆောင်ရန်နိုင်ငံရေးအကျဉ်းသားဟောင်းများကအဆိုပြုတောင်းဆိုထားတယ်လို့လည်းပြောပါတယ်တဲ့ဥသိမ်းစီအစိုးရလက်ထက်မှာတဲ့နိုင်ငံရေးအကျဉ်းသားများကိုအကျဉ်းထောင်များမှာပြန်လို့ပေးခဲ့တော်လဲပဲ ပုံမှ401ဖြစ်ချီနှောင်ထားသောကြောင့်အထွေထွေလူငင်းချမ်းသာခွင့်ကိုလိုလားခြင်းဖြစ်ကြောင်း APB မှဦးကျော်ဆန်ဦးကပြောကြားတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာ401ဆိုတဲ့ဟာကတဲ့သူ့မှာကြွေးကြံပေါ့ဥပမာ1020ကြားတဲ့သူက10နှစ်မှာသူ့ကိုလှုပ်ပေးလိုက်တယ်ဆိုရင်10နှစ်ကြွေးကြံဆိုတာရှိပါတယ်တဲ့အဲ့ဒီကြွေးကြံကနောက်ပြစ်မှုတစုံတရာကျူးလွန်ခဲ့တယ်ဆိုရင်အဲ့ဒီကြွေးကြံကိုပြန်ပေါင်းမှာပေါ့တဲ့အဲ့ဒီလို401နဲ့ချီနှောင်ထားတာပါဆိုပြီးတော့ဦးကျော်ဆန်ကရှင်းပြပါတယ်နိုင်ငံရေးအကျဉ်းသားများတဲ့လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး AB တရရက်နေ့ထုတ်အစိုးရသတင်းစာမှာတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရင်ဒီမိုကရေစီတော်လှန်ရေးအတွင်း၌တဲ့ကြာဆုံးခဲ့သူအများပြားရှိခဲ့ကြောင်းလက်ရှိအချိန်ဒီနဲ့အချင်းထောင်များမှာတဲ့အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီတမားများအမြောင်များရှိနေသေးကြောင်းနဲ့လက်ရှိအချိန်အထိနိုင်ငံရေးအကျဉ်းသားဆိုဒီမှာမရှိသင့်ကြောင်းဒါကြောင့်မို့လို့တဲ့ယုံကြည်ချက်အမျိုးမျိုးတို့ကြောင့်ထောင်သွင်းအကျဉ်းချခံရရသည့်နိုင်ငံအကျဉ်းသားများအနေဖြင့်မိသားစုများနဲ့အ мян ဆုံးပြန်လည်ပေါင်းစည်းနိုင်ကြပါစေဆိုပြီးတော့လည်းဒီစာထဲမှာပေါ့နော်ထည့်သွင်းပြီးတော့တို့တောင်းဆိုထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ။ ဥဒေသိအစိုးရလက်ထက်မှာတဲ့နိုင်ငံရေးအကျဉ်းသားများစစ်စစ်ချင်းကိုအစိုးရတာဝန်ရှိသူများနိုင်ငံရေးအကျဉ်းသားရေးရာအဖွဲ့အစည်းများမှပုံကူများပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားစစ်စစ်ရေးကော်မတီတခုဖွဲ့စည်းပြီးတော့အကျဉ်းသားများအားတဲ့စစ်စစ်လှုပ်ပေးခဲ့တော်လည်းပဲ2014ခုနှစ်မှာစတင်၍စစ်စစ်ချင်းလုပ်ငန်းများကိုလှုပ်ဆောင်ခြင်းမပြုတော့ခဲ့တာကိုလည်းတွေ့ရပါတယ်တဲ့ ဒါကတော့နိုင်ငံအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖော်ပြထားတဲ့သတင်းတစ်ပုဒ်ပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါကိုကြီးဒီစီဇန်ရဲ့ကတ်တွန်းဖတ်တဲ့အစီအစဉ်လေးကိုရောက်ရှိလာပြီပေါ့နော်ညီမတို့ daily level မှာပါတဲ့ကတ်တွန်းလေးကိုရွေးချယ်ထားပါတယ်ဒါကတော့ကိုရိုးလက်ရာလေးပါနော်ဒီထက်မှာလူနှစ်ယောက်ပါတယ်ပေါ့တယောက်ကတော့ဝမ်းနဲ့ပက်လက်ငိုနေတဲ့ပုံစံလေးတယောက်ကတော့အန်အွန်တကြီးပေါ့နော်သူ့အသေးချာကြည့်နေတဲ့ပုံစံလေးငိုနေတဲ့သူကဗာပြောလိုက်လဲဆိုတော့အဘအဘလို့ခေါ်ပြီးပါမစ်တောင်းမြေကွက်လောက်ကွက်တိုက်ခန်းနေတောင်းခဲ့တာလွမ်းမိလို့တဲ့ ဒီဘက်ကတယောက်ကပြောပြန်ပြောလိုက်ပါတယ်အဖလို့မခေါ်ရတာလေးနဲ့ဒီလောက်ဝမ်းနေနေရသလားဗျာတဲ့ဒါကတော့ online ပေါ်မှာလက်ရှိပေါ့နော်ဒီအဖအဖနဲ့ဒီဟိုတခြားဒီလူငယ်တွေရဲ့ပါဇက်ပြားမှာလည်းကတွန်းလေးတွေနဲ့တော်တော်နာမည်ကြီးနေရပေါ့နော်ဒီကတော့ဟိုဒီသူတွေတိကြမှာပါဘာလို့ဆိုလို့လဲဆိုတာတော့ဟုတ်ကဲ့ခင်ဗျာအဘအဘရဲ့တမိုင်းနဲ့ခေါ်ခံရတဲ့ပတ်သက်ပြီးတော့အခုလက်ရှိလွှတ်တော်ထဲမှာရောက်နေတဲ့ဒါလွှတ်တော်ကိုယ်စားလှယ်ရတာမှာသူတို့အဘအဘလို့ခေါ်တာကိုသူတို့မကြိုက်ကြဘူးပေါ့နော်ဒါမြင်နေကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီကနေ့ဧပြီလ3ရက်နေ့မှာထွက်စီလာတဲ့အစိုးရသတင်းစာနဲ့ပုံတိကသတင်းစာတွေကရွေးချယ်ထားတဲ့အစီအစဉ်ကိုရနာတော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ဆိုနေကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်